ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရင်းမှာကျင်းပပြုလုပ်ပေးလျက်ရှိတဲ့စိတ်ဝင်စားဖွယ်ရာပွဲအခမ်းအနားများအကြောင်းကိုစီစဉ်တင်ဆက်ရိုက်ကူးပေးနေတဲ့ရန်ကုန်မြင့်ဝင်းကျေးအစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့ရဲ့ရန်ကုန်မြင့်ဝင်းကျေးအစီအစဉ်မှာတော့မြန်မာ Institute of Information Technology ရဲ့မိတ်ဆက်ပွဲအခမ်းအနားကိုပရိသတ်များအတွက်တင်ဆက်ပေးကြပါမယ်ပရိသတ်များအားလုံးကလည်းဆက်လက်ကန်စားကြည့်ရှုကြပါအောင်ခင်ဗျာ ရိသတ်များခင်ဗျာမြန်မာသတင်းအချက်အလက်ဤပညာတက္ကသိုလ်မန္တလေးရဲ့မိတ်ဆက်ပွဲအခမ်းအနားကိုတော့ရန်ကုန်မြို့နိုင်မြို့နယ်မှာရှိတဲ့ MICT Park Conference Hall မှာကျင်းပပြုလုပ်ခဲ့ပါတယ်အခမ်းအနားကိုသိပ္ပံနဲ့ဤပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦးနဲ့တကွဂုံတေးရှိလူကြီးမင်းများចောင်းသားចောင်းသူများစုံညီစွာတက်ရောက်ခဲ့ကြပါတယ် ပထမဦးစွာသိပ္ပံနှင့်ဤပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦးကအဖွင့်အမှားစကားပြောကြားပေးခဲ့ပါသည်။ က်တဲ့မြန်မာသတင်းအချက်အလက်ဤပညာတက္ကသိုလ်မန္တလေးနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုတာဝန်ရှိသူတို့ကိုအခုလိုပဲနေမြန်ဖြစ်ခဲ့ပါရခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆင်မိုင်းနာမည်နဲ့တာဝန်ယူထားမှုအပိုင်းကိုသိချင်ပါရခင်ဗျာကျမကတော့မြန်မာသတင်းချက်လက်ဤပညာတက္ကသိုလ်မှာဒုတိယပါမောက္ခချုပ်တာဝန်ယူထားတဲ့ဒေါက်တာမီမီခင်ဖြစ်ပါတယ်ရှင်ဆီယမရီရဲ့ MMIT ကိုဘလိုမျိုးယူရချက်တင်နေတူဖွင့်လှစ်ခဲ့လဲဆိုတာသိကြပါရခင်ဗျ။ โอเคကျမတို့ကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဲ့အိန္ဒိယပြည်ထောင်စုသမ္မတနိုင်ငံကြားနှစ်နိုင်ငံဤပညာပူးပေါင်းဖလှယ်ရေးအစီအစဉ်ကကျမတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာရှိတဲ့လူငယ်လူရွယ်တွေကိုသတင်းချဲ့တဲ့ဤပညာတွေနဲ့အတူပုံမူပြီးတိုးတက်လာတဲ့သတင်းချဲ့တဲ့ဤပညာတွေကိုသင်ကြားပေးနိုင်မဲ့တက်သူတခုဖြစ်တည်ထောင်လာခြင်းရည်ရွယ်ပြီးတော့တည်ထောင်လာခြင်းဖြစ်ပါလိမ့်ရှင်။ MIND နဲ့အခုလက်ရှိမှာဆိုရင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့လည်းသိကြပါရစေခင်ဗျာ။ဟုတ်ကဲ့မြန်မာသတင်းချဲ့တဲ့ဤပညာတက်သူတွေနဲ့အခု2015 2016ပညာသင်နှစ်မှာစတင်ပြီးတော့မှဘွဲ့ဂျူကွန်ပျူတာသင်တန်းများနဲ့ဘွဲ့လုံကွန်ပျူတာဒီပလိုမာသင်တန်းကိုစတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ဘွဲ့လုံကွန်ပျူတာဒီပလိုမာသင်တန်းကတော့2014 2015ပညာသင်နှစ်ကတည်းကပထမအထုပ်အနေနဲ့စတင်ဖွင့်လှစ်ခဲ့ပြီးယခုချိန်ဖွင့်လှစ်မှာတော့ဒုတိယအထုပ်သင်တန်းဖြစ်ပါလိမ့်ရှင်။ဟုတ်ကဲ့ပါဘွဲ့ကျူတင်တဲ့နဲ့ပတ်သက်ပြီးတော့တည်ချင်ပါရယ်ခင်ဗျာဘွဲ့ကျူတင်တဲ့မှာဆိုရင်ဝင်ခွင့်အရေးချင်းသတ်မှတ်ချက်တွေကိုဘယ်လိုမျိုးပုံစံတွေလက်ခံသွားမလဲဆိုတော့လည်းတည်ချင်ပါရယ်ခင်ဗျာဟုတ်ကဲ့ရှင်ဘွဲ့ကျူတင်တဲ့နေရာတော့အခုဆက်တဲ့ ကျွန်မတို့မြန်မာနိုင်ငံဆန်ရအောင်ထားတဲ့ကလေးတွေအတွက်ပေါ့နော်သူရဲ့သိပ္ပံလွဲ့နဲ့အောင်ထားတဲ့ကလေးတွေအတွက်ကိုသက်ဆိုင်ရာသတ်မှတ်ချက်များနဲ့ဝင်ခွင့်ပြုစုပြီးတော့မှဆောင်ပွဲကိုစစ်ဆေးသွားပြီးတော့မှဝင်ခွင့်နဲ့လက်ခံသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါ MMID နဲ့နေနေပေါ့နော်ဒီဘွဲချိုတင်တန်းတွေကိုလက်ခံတဲ့အခါမှာကြာမြင့်မဲ့တင်တန်းကာလနဲ့ပတ်သက်ပြီးတော့လည်းသိကြပါရခင်ဗျဟုတ်ကဲ့ဘွဲချိုတင်တန်းတွေကတော့တင်တန်းကာလ9နှစ်ဖြစ်ပြီးတော့ကျွန်တော်တို့တင်ပေးရမယ့်ဘွဲတွေကတော့ BE Honors ဘွဲကိုပေးရတော့မှာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါ MIND အနေနဲ့ရှေ့ဆက်ပြီးတော့ဖွင့်လှစ်သွားမယ်တနက်နေ့ပတ်သက်ပြီးတော့လည်းမိတ်ဆက်ပြီးပါအောင်ခင်ဗျာဟုတ်ကဲ့ကျမတို့ဆက်လက်ပြီးတော့မှာဘွဲ့ကျူသင်တန်းများအပြင်ကိုဘွဲ့လုံကွန်ပျူတာ developer သင်တန်းအဖြစ်နဲ့ post graduate computer software development သင်တန်း BGDSD batch 2သင်တန်းကိုဆက်လက်ပြီးဖွင့်လှစ်သွားမှာဖြစ်ပါတယ် batch 2သင်တန်းကဆိုလို့ရှိရင်2045ပညာသင်တန်းမှာဆိုရင်တော့သူက ဒုတိယကြိမ်စတင်ဖွင့်လှစ်တဲ့သင်တန်းဖြစ်ပြီးတော့ပထမကြိမ်ကတော့2013 2014ပညာသင်နှစ်မှာဖွင့်လှစ်ခဲ့ပြီးတော့ကွန်ပျူတာတက္ကသိုလ်များနဲ့နည်းပညာတက္ကသိုလ်များနေပြီးတော့မှာကွန်ပျူတာဘွဲ့ရကလေးငယ်များပညာရှင်များတွေကိုဆက်လက်ပြီးတော့မှာနည်းပညာပိုင်းဆိုင်ရာ industry ready ဖြစ်ဖို့ရတင် जा ပြတဲ့သင်တန်းဖြစ်ပါလိမ့်ရှင်။ဟုတ်ကဲ့ပါ MIIT ဆိုရင်အခြားသောနည်းပညာတက္ကသိုလ်တွေနဲ့ပတ်သက်ပြီးတော့အသာချက်တွေရှိရဆိုတဲ့သိချင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ကျမတို့အခြားရတော့နိပညာတက္ကသိုလ်ကြီးနဲ့ပုံမွေးပြီးအားသာတဲ့အချက်ကတော့နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့မှဖွင့်လှစ်ပြီးတော့မှအိန္ဒိယမှာပညာရှင်များကိုယ်တိုင်တိုက်ရိုက်လာပြီးတော့သင်ကြားပေးမဲ့သင်တန်းဖြစ်ပါတယ်နိုင်ငံတကာရဲ့နိပညာကိုကျမတို့ကတိုက်ရိုက်မှသင်ကြားနိုင်ပြီးတော့မှပုံမွေးပြီးတော့တိုးတက်ခင်မိနေတဲ့ advance ဖြစ်တဲ့နိပညာတွေကိုအသုံးပြုပြီးတော့ကျောင်းသူကျောင်းသားများကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်ခုလိုဖြစ်ကြပြည့်အတွက်ကျွန်တော်တို့ MRD for အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ။ကျမတို့ MRD ဒီဘက်ကလည်း MRD view ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်။ အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ပူးပေါင်းမှုများအကြောင်းကိုတော့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်အမတ်ကြီးကရှင်းလင်းပြောကြားပေးခဲ့ပြီး MIID နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုတာဝန်ရှိသူက PowerPoint presentation နဲ့ရှင်းလင်းပြောကြားပေးခဲ့ပါတယ် ိနောက်မှာတော့တက်ရောက်လာကြတဲ့ပြိသက်များရဲ့မေးမြန်းမှုများကိုတာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ပါတယ်ခင်ဗျာ။ ပရိသတ်များခင်ဗျာဒီနေ့တင်ဆက်ပေးခဲ့တဲ့ရန်ကုန်မြင်ကွင်းကျေးအစီအစဉ်ကနေမြမသတင်းအချက်အလက်ဤပညာတက်ကတူမန္တလေးရဲ့မိတ်ဆက်ပွဲအခမ်းအနားကိုပရိသတ်များအတွက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။